ဒုတိယပွဲဒဗင်းဟင်နီနဲ့ဂျိုးစေရာမီရက်ဒီနေ့ပွဲမှာဒဗင်းဟင်နီရောရိုင်ယန်ဂါစီယာရောပါနေတော့တမိုင်းကြောင်းလေးပါတခါတည်းထည့်ပြောလိုက်မယ်အားလုံးသိတဲ့အတိုင်းမနစ်ကဧပြီလ20ရက်နေ့တုန်းကရိုင်ယန်ဂါစီယာနဲ့ဒဗင်းဟင်နီတို့တွေ့ဆုံခဲ့တယ်အားလုံးကဒဗင်းဟင်နီပဲနိုင်မယ်ပဲထင်ခဲ့ကြတယ်ကြေးမှာ17ဆောင်မှกว่าခဲ့တယ်အချင်းချင်းပြောလိုက်ရရင်ပွဲအတွင်းမှာရိုင်ယန်ဂါစီယာရဲ့ level ကအလုတ်ဖြစ်ခဲ့ပြီးတော့ဒဗင်းဟင်နီမေယိုပါကျိုးပြီးတော့ရှုံးခဲ့တယ်ပေါ့ အမှန်ဆိုရင်အဲ့ဒီပွဲက TKO ဖြစ်ရမှာခုနှစ်ချီလောက်မှတည်းကဒိုင်ပွဲရရမှာကိုဒိုင်ကနည်းနည်းပတ်လိုက်ပြီးတော့အမှန်ဆုံးဖြတ်တိရောက်သွားခဲ့တယ်။မြေတုပင်စိုးစေကမူနောက်ဆုံးမှာတော့ Ryan Garcia နိုင်သွားခဲ့တယ်ပေါ့။ဒါဆိုရင်ပွဲပြီပြီပေါ့။မပြီးသေးဘူးဗျ။အဲ့ဒီပွဲမှာ Ryan Garcia က weight 3.2ပေါင်ကျော်တယ်။အဲ့တော့ WBC Champion မဖြစ်လိုက်ဘူး။နိုင်သွားသည့်တိုင်အောင်။အဲ့ဒါတွေမပြီးသေးဘူး။ NYSAC လို့ခေါ်တဲ့ New York State Athletic Commission က ရိုင်ယန်ဂါစီယာမှာတားမြစ်ဆေးတုံထားပါတယ်ဆိုပြီးတော့ဆွဆွဲတယ်။ဂါစီယာဘက်ကနေမတုံးပါဘူးဆိုပြီးတော့ညင်းတယ်။တနစ်ပွဲပယ်လိုက်တယ်။ဒန်ဝေး1.1မီလီယံထိဒဏ်ရိုက်ခံရတယ်။တပင်းအင်းဒီဘက်ကလည်းရိုင်ယန်ကိုတရားရီပါတွေထဆွဲလိုက်သေးတယ်။အဲ့ဒါနဲ့ပဲ WBC ကလည်းသူတို့နှစ်ယောက်ပွဲကို no contest လုပ်လိုက်ပါတယ်။ရိုင်ယန်ဂါစီယာတားမြစ်ဆေးတုံးလားမတုံးလားတော့ကျွန်တော်လည်းသေချာမသိပါဘူး။ အဲ့ဒီအဖြစ်ပြက်အပြီးမှာ Ryan ကဘောင်စင်မထိုးတော့ဘူးတွေဘာတွေဖြစ်သွားသေးတယ်ငါယုံငါရင်နဲ့တရုတ်ဆောင်လုံးလို့ရတယ်အစိုးတော်လုံးလို့ရတယ်စသဖြင့်အဲ့လိုမျိုးသတင်းတွေထွက်လိုက်သေးတယ်ဒါပေမဲ့စိုင်းသမားကတော့စိုင်းသံကြရင်ကားကျင်တာပါပဲအခုတနေ့ပြတဲ့ခါမှာတော့ပြန်ပြီးတော့ထိုးပြပါပြီမေးခွန်းရှိလာပြီ Ryan Garcia ကပွဲပယ်ခံရလို့တနေ့နားတယ်โอเคတယ်တပင်းနေရာဘာလို့လိုက်နားရတာလဲဆိုရင်ကျွန်တော်ထင် မေယိုတကယ်ကြိုးလို့ပါ ပွဲပပီးချင်းသတင်းတွေထွက်လာတာကမေယိုလုံးဝမကြိုးပါဘူးဆိုပြီးတော့ပြန်လွှင့်နေကျွန်တော်ကကြိုးတယ်လို့ထင်တယ်ဘာကြောင့်လဲဆိုရင်ပွဲအတွင်းမှာညာဘက်ကြောကတိတိတက်တာကြီးကိုဖောင်းလာတာပါအယိုးကြိုးရင်ဖြစ်တတ်တဲ့လက္ခဏာမျိုးပါပြီးတော့အဲ့ဒီပွဲပြပချင်း6လလောက်ထိလေတပင်းရင်ကြီးက training အကျန်းစားတွေမလုပ်ဘူးအထို့သဖြင့် sparring ဆော့တာလုံးဝမတွေ့ရဘူး6လလောက်အနားယူပြီးမှသာ camp training တွေပြန်လုပ်တာတွေ့ရတယ်ဒါကိုကြည့်ချင်းအဖြစ် မေယိုးကျိုးတာက80 85ရာခိုင်နှုန်းလောက်ထိသိကြပါတယ်မြန်မာနိုင်ငံကကစားသမားတွေဆိုရင်မေယိုးကျိုးရင်လစ်သွားတာများတယ် UFC fighter တွေလည်းမေယိုးတွေကျိုးကြတယ်တချို့ဆိုရင်နှစ်နှစ်လောက်အနားယူရတယ်တချို့ဆိုရင်တော့ကမ်ပတ်ပြန်လာနိုင်ပြီးတော့အများစုကတော့အနားယူသွားကြတာများပါတယ်ပွဲကိုအမြင်တိုင်းပြောရရင်တော့ WBC ကိုရိုင်းကကိုတပင်းဤဘက်ကရှိပါတယ်သူ့ကောင်ပပတ်ဆက်ဆက်ရှုံးထားတော့နိုင်ပွဲပြန်ဖော်ဖို့အတွက်ကို Jose Ramirez နဲ့တည်ပေးလိုက်တယ် နှစ်ယောက်စလုံးကစူပါလိုက်ဝိတ်တန်းမှာဆော့တဲ့သူတွေပါဒါပေမဲ့အခုပွဲကဝေတာဝိတ်တန်း148ပေါင်တန်းမှာဆော့မှာပါဆော့တော့နှစ်ယောက်လုံးဝိတ်တန်းတက်ပြီးတော့ထိုးတာပါဘာကက်ပတ်မှာတော့မပေးဘူးဒီတိုင်းပွဲပဲပွဲဖြစ်ပြီးရောပဲလိုရင်းကိုပြောရရင်တစ်ဖက်ကစားသမားကိုနှိမ်ပြီးတော့ပြောတာမျိုးတော့မဟုတ်ဘူးလဲပဲကွာပါတယ်ဂျိုစီရာမရက်စ်ကမာဂုံမြင့်နဲ့စိတ်ရှည်တယ်အမားနေတယ်သို့တော့ပညာပိုင်းအရန်ကြီးမဟုတ်ဘူးဘောင်ဆာစတိုင်ပြပြဝဝမဆော့နိုင်ဘူးမြင်အောင်ပြောရရင် Nate Diaz ဘောင်စင်ထိုးတဲ့ပုံစံမျိုးပါပဲ အရင်မကောင်းတာတော့မဟုတ်ဘူးဟင်နရီနဲ့ရှင်ရင် level နည်းနည်းလေးဟာနေတာပါပွဲတွင်မှာဂျိုးစိတ်ကဟင်နရီရဲ့ညာဘက်ကြောကိုထိအောင်ထိုးနိုင်ခဲ့ရင်တော့ရနိုင်ပါတယ်အဲ့ကြရင်တော့တကယ်ကြိုးမကြိုးဆိုတာသိရပါလိမ့်မယ်ပေါက်ကြီးမှာဒဗင်းဟင်နီကို1.094ဂျိုးစိတ်ရာမရက်စ်ကို8ကြော်ကြော်ထိဖောက်ပေးထားပါတယ်ကျွန်တော်သာဆိုရင်တော့၄စကြော်ကြော်လောက်ပဲပေးမှာပါ မရိုင်းအောင်ပါဟုတ်ကဲ့ကျွန်တော်ညွှန်ရတာပါ channel msn ပါဒဗင်းဟင်နီနဲ့ ဂျိုဆေရာမန်ရက်စတိုရဲ့ပွဲရတော့ဒီလောက်ဆိုရင်လုံလောက်ပါပဲတတဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ